မြင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တည့်ရတာစောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေဟောင်းအဆက်ဟောင်းများနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်ဖျားပုံတော့ဘိုးတော်ပုံတော့ရဟနာပုံတော့များကြွားလာရင်ကောင်းပါတယ်ထီပေါက်ပါလိမ့်မယ်ငွေအလုံးလိုက်ရင်းလိုက်ဝင်ပါလိမ့်မယ်အိမ်တွင်းရေးမှာတော့စိတ်ပူပန်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ချစ်တူစရာနေပြီးတော့တည်င်းကောင်းကြားရပါလိမ့်မယ်ကောင်းမှုကောင်းကိုက်ဖြစ်တတ်ပါတယ် လေးနှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ရေရရအနေနဲ့ကတော့မိမိရဖျားမှာကြာစံချက်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့အလုံမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်။ငွေကြီးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်တီးခံရမယ့်နေမျိုးလေးဖြစ်ပါတယ်။မြေအမွေဖုံးအထည်ထိဖနက်လျှက်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ အချင်းရင်းမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။အပူလောင်တတ်ပါတယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီအောင်ဖြစ်ပါတယ်။ရေရအနေနဲ့ကတော့မိမိရဖျားမှာအုံယုံငါးခုကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများအတွက်ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့အခြေအနေကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလုပ်လို့ရဲရတာလုပ်ပေးပါ ကံအခွင့်လမ်းအလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်။မျက်စိနာတော့အောင်လာမျိုးတွေဖြစ်တတ်ပါတယ်။အခြေအေးမှာတော့ကြာလေအနေဝေးတတ်ပါတယ်။နှစ်လေးပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြူအောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိရဖျံမှာတီးဆောင်ကိတ်ကတ်လို့ပူဇော်ပေးပါ။ဘုံတော်ဦးသားရမင်းများတော့ယနေ့မှာတော့အစုဆက်တူရှယ်ယာလုပ်ငန်းများ ကောင်းပါတယ်။အိမ်ကိစ္စနေရာကိစ္စများတော့စိတ်ညစ်စရာများအနောက်ရှက်များကြုံတွေ့ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံခြင်းချင်းကားခြင်းမျိုးများမပြုလုပ်ပါနဲ့အထူးရှောင်ကြဉ်ပေးပါ မျက်စိနာတာမျက်စိအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ရွှေဝါရောင်ဖြစ်ပါတယ်ရေရီယာအနေနဲ့ကတော့မိမိရံဖျားမှာအုန်နီ၆စိတ်ကတ်လို့ပူဇော်ပေးပါကြာရပရိသတ်ရမများတို့ယနေ့မှာတော့မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့အဆုဆက်တူရှယ်ယာများကောင်းပါတယ်။အောင်မြင်ပါလိမ့်မယ်။ အဝတ်အထည်ထိဖနာလက်ဆောင်ရတတ်ပါတယ်အချင်းနဲ့အိမ်တော်ကြီးမှာတော့စိုးရင်ပူပါမှုများနဲ့ကြုံတွေ့ရတတ်ပါတယ်ခါမြက်ခါနာ ဖြစ်တတ်ပါတယ်သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အစိမ်းရင်ရောင်ဖြစ်ပါတယ်ရေတရားအနေနဲ့ကတော့မိမိရဖျားမှာဇပယ်ပန်းကတ်လူပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့ရဆိုင်တဲ့လုပ်ငန်းများပြန်လဲပြီးတော့စတင်ရတတ်ပါတယ် အလုံမှာအဆစအရာရာအဆင်ပြေနေပါလိမ့်မယ်။ရည်ရွယ်ထားတဲ့အလုံများရဲဒါလုပ်ပေးပါ။ချစ်တူစရာနေပြီးတော့မမျောလင့်မဲ့လက်ဆောင်ရတတ်ပါရဲ။ခြေတော့တစ်ဖက်နာကျင်ကြိုက်ခဲနေတတ်ပါရဲ။နှိရှိပါတဲ့ကလန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ခရမ်းရောင်နဲ့အပြာရောင်ဖြစ်ပါရဲ။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလိန်ပေါ်ရေးကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့စိတ်ညစ်စရာနှစ်ချိန်ကြုံတွေ့ရတတ်ပါရဲ။ဘာပဲလုပ်လို့အဆင်မပြေဖြစ်နေတတ်ပါရဲ။ အနက်ရောင်လုံးဝအသုံးမပြုပါနဲ့ယနေ့အတွက်ကျမ်းမာရေတာအထူးကူးဆိုင်ပေးပါ ချစ်တူစရာနေပြီးတော့လက်ဆောင်ရတတ်ပါတယ်တွားသွေးဒုက္ခပေးတတ်ပါတယ်ငါးခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ယနေ့အနေနဲ့ကတော့မိမိရဖျံမှာပန်းသီးသုံးလုံးကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမာချမ်းသာကြပါစေ